နာကူအောက်ပိုင်းကလုံးဝမပါတဲ့ပုံစံဖြစ်နေရပါနောက်ကယ်ရိုလိုင်းနာကကယ်လီဆိုတဲ့မျိုးသမီးကသူမရဲ့အကူရိတ်ကလွန်ခဲ့တဲ့နှစ်များစွာအကြာတွေကသူ့ရဲ့အိမ်မှာထူးဆန်းတဲ့ဖြစ်ရပ်တွေကြုံနေရတယ်လို့ပြောပြလာပါတယ် ပထမတော့ကျမတို့ဝိညာဉ်အလင်းဆက်လို့ခေါ်ကြတဲ့အရာတွေကိုပဲမြင်လိုက်ရတာပါတကယ်တော့အရာကဖုံမှုန့်လေးဖြစ်နိုင်ပါတယ်ဒါပေမဲ့အဲဒီနောက်တကားတစ်ချက်ကထူးထူးဆန်းဆန်းပဲသူ့အလိုလိုပွင့်သွားတယ်ပြီးတော့ကြောက်စရာအကောင်းဆုံးကတော့ထူးဆန်းတဲ့မဲရအငွေတချို့ဒါမှမဟုတ်အရေးမဲတချို့ကအေကန်ထဲမှာမျောလွင့်သွားတဲ့ပုံစံပါဒါပေမဲ့ဒါလေးပဲတော့မဟုတ်သေးပါဘူးရှင်အားလုံးကြားလိုက်ကြလားရှင်ဒီဗီဒီယိုထဲမှာအဲဒီချက်ကိုပို့ပြီးတော့ထူးဆန်းတဲ့ပစောတစ်ခုရှိသေးရဲ့ဆိုတာကိုသူ့ရဲ့ဗီဒီယိုအောက်က comment မှာလာပြောထားကြပါတယ်အဲ့ဒါနဲ့ပတ်သက်လို့ The comment section is insane and made this video so much more freaky. Right when the first orb comes, whether it's dust or not, it doesn't matter. There is a groan. Uh, my brother is sleeping. This is very late at night, so enjoy and listen for the groan. Video တွေကနောက်ခံစူညံတဲ့နေကို short ပြီးတော့ပို့ပြီးတော့ရှင်းရှင်းလင်းလင်းကြားရအောင်လို့အတန်နဲ့ကြည်လိုက်တဲ့အခါဒီလိုကြားရပါတယ်။သေချာလေးနားထောင်ကြည့်လိုက်ရအောင်။ ရဲ့အကူကအခြားထူးဆန်းတဲ့အရာတွေကိုလည်းကြုံတွေ့ခဲ့ရပါတယ်။သူ့ရဲ့အိမ်ကလှေကားအပေါ်ဘက်လေရဲမှာထူးဆန်းတဲ့ပုံရိပ်မဲကြီးတစ်ခုခဏခဏပေါ်လာတာကိုရိုက်ကူးမိရမျိုးထူးဆန်းတာတွေပါ။တကယ်ကြောရစ်ကသူ့ရဲ့ခန်းထဲမှာရှိနေတော့တကားကိုထူးတဲ့အုံတုံးအတန်တွေကိုကြားလိုက်ရတယ်။ဒါနဲ့သူလည်းဖုန်းကိုထုတ်ပြီးတော့စပြီးမှတ်တမ်းတင်လိုက်ပါတယ်။ဒါပေမဲ့သူကဒါသူ့ရဲ့ကြောင့်လေး Felix ကရှောက်ဆော့နေလို့အဲ့ဒီလိုအတန်တွေထွက်တာဖြစ်မယ်လို့ထင်နေခဲ့တယ်။ဘာဆက်ဖြစ်မလဲကြည့်လိုက်ကြရအောင်။ Felix. Felix. အားလုံးမြင်လိုက်ကြလားရှင်။တကားပိတ်မသွားခင်ပုံရိပ်မဲတစ်ခုကိုတကားချားရရနေညီနေရတာပါ။ အဲ့ဒါကလူလဲဖြစ်နိုင်တယ်လို့ထင်ရပေမဲ့ထူးဆန်းတာကအဲ့ဒီပုံရိပ်မှာချက်တော့ဒါမှမဟုတ်ခန္ဓာကိုယ်အောက်ပိုင်းကလုံးဝမပါတဲ့ပုံစံဖြစ်နေရပါအဲ့ဒီလိုနဲ့လာနေငယ်ကြပြီးရဲ့နောက်ကြတော့